ိုင်းသားလူမျိုးများရေးရာစင်တာ ENAC ရဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်အခြေခံသင့်တဲ့ကဏ္ဍအလိုက်မူဝါဒအကြံပြုချက်များမူကြမ်းကိုတောင်ကြီးမြို့မှာပြည်သူလူထုထံချပြအကြံဉာဏ်တောင်းခံပွဲပြုလုပ်နေပါတယ်။ အဲ့ဒီမူကြမ်းပေါ်လိုအပ်တာတွေကိုဖြည့်ဆွက်ပေးနိုင်မယ့်အကြံဉာဏ်တောင်းခံခြင်းလို့ယုံဆွေးနွေးပွဲတရက်ကိုတောင်ကြီးမြို့ Royal Star Hotel မှာ February 20ရက်နေ့ကနေစတင်ပြုလုပ်နေရဖြစ်ပြီး February 21ရက်နေ့ထိကျင်းပပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ ENC ရဲ့အနာဂတ် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်အခြေခံတဲ့ကဏ္ဍလိုက်မူဝါဒအကြံပြုချက်များမူကြမ်းကို2016ခုနှစ်အတွင်းကရေးသားခဲ့တာဖြစ်ပြီးမူကြမ်းထဲမှာကျန်းမာရေး၊ပညာရေး၊မြေယာ၊သဘာဝတည်ရန်စာတဆိုင်ရာ စိုက်ပျိုးရေးဆိုင်ရာပြည်တွင်းနေရဆုံခွာတင်းရှောင်နေသူတွေနဲ့ဒုက္ခသည်များဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာအကွန်အောက်ခံခြင်းဆိုင်ရာကုံသွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒမူကြမ်းတွေအဖြစ်ခေါင်းစဉ်၉ခုအောက်မှာထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလောက်ရုံဆွေးနွေးပွဲကိုရှမ်းပြည်နယ်အစိုးရအဖွဲ့မှစီးပွားရေးနဲ့စီမံကိန်းဝန်ကြီးဗန္ဒာရေးဝန်ကြီးတို့တက်ရောက်ပြီးအဖွဲ့အမစကားပြောကြားခဲ့ကတိုင်းသောနိုင်ငံရေးပါတီတွေအရက်ဘတ်လူမှုအဖွဲ့အစည်းတွေနဲ့လွတ်တော်ကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါဗျာ။အဲ့ဒီမူကြမ်းကိုကိုယ်ထဲမှာလိုအပ်သေးတဲ့အချက်လက်တွေကိုပြည်သူလူထုထံမှချပြပြီးလိုအပ်တာတွေကိုပြန်လည်ဖြည့်ဆွတ်နိုင်မှရန်ပြည်내၃ခုမှာရှိတဲ့မြို့တွေမှာအလုံယုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့ရကြောင်း အရိကရလာတဲ့အချက်လက်တွေကိုထပ်မံဖြည့်ဆွက်ချက်တွေနဲ့စောင်းထုတ်ထပ်မံထုတ်သွားမယ်လို့ ENAC မှလုံမှုဆောင်ဒါရိုက်တာဇိုးသုံးမုံကပြောပါရယ် ENAC ရဲ့အနာဂတ် Federal Democracy ပြောင်းစုတည်ဆောက်ရန်အခြေခံသင့်တဲ့ကဏ္ဍအလိုက်မူဝါဒအကြံပြုချက်များမူကြဟာအဓိကအနေနဲ့နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေရေးဆွဲရမှာထည့်သွင်းသုံးချမဲ့မူဝါဒတွေဖြစ်တယ်လို့ ENAC မှဘုတ်ဖွဲ့ဝင်ဦးစိုင်းညွန့်လွင်ကပြောပါရယ်